စီကိန်းဖွင့်ပွဲမတိုင်ခင်ပြီးစီးမဲ့ဝူရှူအားကစားနီးကိုပရိသတ်တွေကလာရောက်အားပေးကြဖို့မြန်မာနိုင်ငံဝူရှူဖွဲ့ချုပ်ကဖိတ်ခေါ်လိုက်ပါတယ်ကိုခန့်ပေးပို့ထားပါတယ်ခင်ဗျာဝူရှူပြိုင်ပွဲကိုနေပြည်တော်ကလူ3000ဆန်းတဲ့ဝနာတိတ်တိမိုးလုံးလေးလုံးအားကစားခဲ့မှာဒီဇင်ဘာလ9ရက်နေ့ကနေ10ရက်နေ့ထိကျင်းပမှာပါ အခုဆိုရင်ကျွန်တော်တို့အများကျွန်တော်နိုင်ငံတကာပြိုင်ပွဲမှာကျွန်တော်ရွှေတစ်စိကျွန်တော်တို့60ကျော်လောက်တော့ရှိပါပြီကျွန်တော်တို့ဝှရှူက1995ခုနှစ်ကနေကျွန်တော်တို့ဒီ2000ဟို2013ဒီပေါ့နော်ကျွန်တော်တို့တကယ်ရွှေတစ်စိကြီးပဲပြောမယ်ဆိုတော့အခု60ကျော်လောက်ကျွန်တော်ရှိသွားပါပြီကျွန်တော်တို့ဒီဝှရှူအကသာလောကမှာဆိုရင်အဓိကပြိုင်ပွဲအသင်းတွေအရဆိုရင်ပေါ့နော် VNL ရှိတယ်မလေးရှားရှိတယ်အင်ဒိုနီးရှားဒီသုံးနိုင်ငံတော့တကယ်ဒိန်ဂျာအသင်းတွေပေါ့နော်ဟုတ်ကြံ့ခိုင်မှုလည်းအများကြီးပြင်ဆင်ထားပါတယ်ပြီးတော့တက်လုံးကြံ့ခိုင်မှုနီးစနစ်ပိုင်းတွေ အတက်နိုင်ဆုံးကောင်းကိုကြိုးစားထားပါတယ်။အော်တယောက်တည်းတကူတော့ဥစ္စာ၃မျိုး၃မျိုးရှိပါတယ်။အဲ့ဒီ၃မျိုးပြန်မယ်နောက်ပြီးတော့နှစ်ယောက်တိုက်တွေ့အဲ့ဒါပြန်ပါမယ်ရှင်။ဝူရှူအာကစားနီမှာဆမ်ဆူလို့ခေါ်တဲ့အတိုက်ခိုင်းနဲ့ထောက်လူလို့ခေါ်တဲ့အစားပြကစားနီ၂မျိုးရှိပြီးကစားနီ၂မျိုးစလုံးအတွက်စုတစိပုံ၂၃ခုချင်းမြင်မှာဖြစ်ပါတယ်။ဟိုကျွန်တော်ဒီဆမ်ဆူအာစားနီနဲ့ပြန်မယ်အဓိကပြန်ဖက်တရတော့ကျွန်တော်အနည်းဆုံးနံပါတ်၁ကဗီယက်နမ်ပေါ့နံပါတ်၂ကတော့ဖိလစ်ပိုင်ပေါ့နံပါတ်3ဆိုရင်တော့အထိုင်းတို့ခုနပြောအစင်လိုက်ပေါ့ဟိုလာအိုတို့ကကောင်းပါလေ။ဂျန်နဲ့ခုတော့ကျွန်တော် မလေးတို့အင်ဂိုတို့စင်ကူတို့ပါရဆိုတော့ကျွန်တော်ကဟိုကျွန်တော်အောက်ပေါင်းအောက်ဖက်မှာရှိရပါတော့ကျွန်တော်ကတကယ်ကျွန်တော်အရေးကြီးရပြန်ခရူးတက်ပြန်နိုင်ငံတော့ဟိုအဓိက BNN နဲ့ဖိလစ်ပိုင်အဲ့နိုင်ငံပေါ့အများကြီးယုံကြည်မှုရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့သူနဲ့ကိုနေတိတ်မှမကွာတာဘာလဲဒါကကိုအင်ရှင်တို့ကိုမှအားသာချက်တွေအများကြီးရှိတယ်ကိုကလည်းအရင်နှစ်အရင်နှစ်တွေထက်အများကြီးကြိုးစားထားတယ်ကိုနိုင်ငံမှာအင်ရှင်လုံးမဲ့အတွက်အကောင်းဆုံးဆော့ဖို့အတွက်အရင်စိတ်ထဲမှာမဖြစ်မနေငါနိုင်အောင်နိုင်ရမယ်ဆိုတဲ့စိတ်တွေကရှင်ထဲမှာကိန်းအောင်နေတယ် ခုနှစ်ရက်နေ့ကျွန်တော်စပြိုင်မယ်ဖြစ်တဲ့အတွက်အခုကစားသမားရေနောက်ဆုံးကျွန်တော်တို့ finishing မှာဆိုရင်ကျွန်တော်တို့ပြိုင်ပွဲဝင်မယ်အသင့်ပေါ့နော်။ဒါရန်လေးလည်းမရှိပါဘူး။အားလုံးပြိုင်ပွဲဝင်မယ်အသင့်ဖြစ်နေပါပြီ။မြန်မာနိုင်ငံဝီရှုဖွဲ့ချုပ်ဟာ2012 January လကရဲကစခန်းသွင်းလက်ကျင့်နေကြတာဖြစ်ပြီးအ ਨੇ စုံရှုစိတ်6ခုရနိုင်မှရှိတယ်လို့ပြောပါရယ်။ကျွန်မရဲ့မြန်မာအားသားပေါ့နော်။ဝီရှုတွေကတခြားအားသားနေရောလေပြိတ္တတွေအားလုံးအားပေးပါလို့ပြောကြတယ်။ကျွန်တော်တို့ပြိုင်ပွဲဝင်ဖို့အသင့်ဖြစ်နေပါပြီ။ဟိုပြိတ္တတွေအားသားပေါ့နော်။ကျွန်တော်တို့အားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်။ ဂျင်းတဲ့ကြက်တွေမှာအကုန်လုံးကြိုးစားနေရဲ့လို့ကစားသမားအကုန်လုံးကအဲ့ဒီကြိုးစားမှုတွေကပြိတ္တာအားပေးလိုက်ရင်အကုန်လုံးကရွှေဖြစ်သွားလိမ့်မယ်လို့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ကနှစ်ယောက်ကစားတဲ့ဟိုစင်မဖိုက်ရတဲ့ကစားနေဖြစ်တဲ့ပြိတ္တာအားပေးမှုအရင်လိုပါတယ်သူများနဲ့မှစားကစားရင်ဘယ်လိုမျက်နှာငယ်ကစင်မတက်တော့မယ်ဆိုတာနဲ့ပြိတ္တာကြည့်တဲ့သူများပြိတ္တာတွေကိုယ်တိုင်ကနည်းနည်းလေးယုံကြည်မှုပေါ့နော်လိုချင်ပါလေပြိတ္တာအားပေးမှုကအရင်ရေးကြည့်ပါလေအဲ့အတွက်အားပေးပါလို့ကျွန်တော်ဘက်ကလည်းတာဝန်ကြည့်အောင်ဖိုက်ပါမယ်ပေါ့အခုလက်ရှိမှာတော့ပြိုင်မဲဝင်အားစားသမားတွေဟာလေ့ကျင့်ခွင့်ကနေ စခန်းသွင်းတဲ့နေရာတွေစီရောက်သွားပြီးဖြစ်ပြီးအားကစားသမားတွေအနေနဲ့ပြိုင်ပွဲဝင်မှုအစဉ်သင့်ဖြစ်နေကြပါပြီ။ဘူရှူအားကစားနည်းအပြင်မြမချင်းလုံးပြိုင်ပွဲကိုလည်းစီဂိမ်းဖွင့်ပွဲမတိုင်ခင်အပြစ်သက်ရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်။ကျွန်တော်ကိုခန့်ပါ